အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကကြက်ပြုတ်ကောင်မှအချိုးမဟုတ်ပဲနဲ့ငရုတ်သီးတွေငရုတ်ကောင်းတွေမယမ်းပြားတွေနဲ့ချင်းငန်ဇက်ကလေးကျွန်တော်ပြုတ်ပြတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထမင်းဝိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ထမင်းမိတ်မှာလည်းတည်ကြတယ်ပြီးအဘူရှာဘူတဘောလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ချင်းချင်းဆက်ဆက်ကြိုက်တဲ့ညီကိုမောင်နှမတွေအတွက်လည်းပို့ပြီးတော့တင့်လျော်မှာတည်ကြပါတယ်ဒါကြောင့်မို့အရင်ဆုံးကျွန်တော်ကတော့ဒီငရုတ်ကောင်းထည့်မယ်ပေါ့နော်ငရုတ်ကောင်းကိုလည်းတည်ချာလေးညအောင်ထောင်းလိုက်ပါမယ် ပြီးလို့ရှိရင်တော့ဂျင်းထည့်ပါတယ်ပြီးရင်ကျက်သွန်ပြူရဲ့ကျက်သွန်နီရဲ့ဒါတွေအားလုံးကိုညက်အောင်ထောင်းလိုက်ပါမယ်ခင်ဗျာဘရဲကောရှိရင်လည်းဘရဲကောထည့်လို့ရတယ်ပေါ့နော်ဂျင်းနေရာမှာဒါဆိုလို့ရှိရင်ဟိုညက်သွားပြီပေါ့နော်ဒီလောက်နေထားဆိုရပါပြီပြီးလို့ရှိရင်တော့ကျွန်တော်ကဒီကြက်ပြုတ်ပြုတ်ဖို့အတွက်ကိုကြက်ပေါင်တီးတန်းကျွန်တော်သုံးပါတယ်ကြက်ပေါင်တွေကကြတော့အသားလည်းများတယ်လို့ပို့ပြီးတော့လဲစားလို့ကောင်းတယ်စိမ့်စံကပိအေးဖြော်ထားတာလေးလည်းထည့်ပါမယ်ခင်ဗျာပြီးရင်တော့ခုနကထောင်းထားတဲ့ဟာတွေကိုလည်းထည့်ပါမယ် ပြီးရင်အနံ့လေးမှုရအောင်လို့ကျွန်တော်ကတော့ဇက်ပလင်ထုထားတာလေးထည့်ပါရခင်ဗျာပြီးရင်ရေလိုသလောက်ထည့်ပြီးလို့ရှိရင်တော့အဖုံးလေးဖုံးပြီးတော့ခဏတည်ထားပါမယ်ဟင်းအိုးပြတ်စုလာတဲ့အခါမှာကျွန်တော်တို့အပေါ်မှာပေါ့နော်အမြုပ်တွေထနေတတ်ပါတယ်အဲ့ဒီအမြုပ်တွေကိုလည်းကျွန်တော်တို့ဇွန်လေးနဲ့ဖယ်ပြီးတော့ခတ်ပေးလိုက်လို့ရပါတယ် ကျွန်တော်ကကြက်ပေါင်လေးပြုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နူးနူးအီအီလေးစားချင်တဲ့အတွက်ကြောင့်မလို့နည်းနည်းကြကြလေးပြုတ်ပါရခင်ဗျာပြီးရင်တော့အရသာအတွက်ကိုကျွန်တော်ကတော့ကြက်သားမှုအနေနဲ့ထဲပါရဒါကတော့လိုတလောက်မိမိပါတာမိမိစိတ်ကြိုက်ပြင်လို့ရပါရခင်ဗျာအရသာပုံမူတည်ပြီးတော့ဗောနော်ပြီးရင်တော့ပို့ပြီးတော့ဆက်သွားအောင်ကျွန်တော်ကငရုတ်ဒီမိုးမျောတောက်တွေကိုတေချာထောင်းပြီးတော့ကျွန်တော်ထည့်ပါရတယ် ဒါကတော့ကျွန်တော်ခွဲချမ်းလေးပေါ့နော်ခွဲချမ်းပုံစံလေးပဲကျွန်တော်အကြမ်းပတ်လေးပဲထောင်းပြီးတော့ကျွန်တော်ထည့်လိုက်ပါတယ်။ဒါဆိုလို့ရှိရင်အယောင်လေးလည်းလှသွားပြီးအနံ့ကလည်းကျွန်တော်တို့ငရုတ်ကောင်းနဲ့ဂျင်းနဲ့ကြက်သွင်ပြူနဲ့တော်တော်လေးကိုမှွေးနေပါပြီ။ကျွန်တော်ဇပလင်အနံ့လေးပါပါတော့လုံးဝကို share ပါပဲ။ပြီးရင်တော့မယံပြားရေစိမ်းထားတာလေးထည့်ပါမယ်။မြန်မြားကတော့ကျွန်တော်အချင်းအတွက်ထည့်တာပါဟိုအနေတော်လေးပေါ့နော်တေချာလေးချင်းချိန်ပြီးထည့်ဖို့လဲအကြံပြုချင်ပါတယ်အရန်ကြီးချင်သွားမှာဆိုလို့ပါပြီးလို့ရှိရင်တော့ငံပြားကြီးလေးအနေငယ်ထည့်ပါမယ်ခင်ဗျာ ြီးရင်တော့နည်းနည်းခက်ချက်ကြလေးပေါ့နော်နူးသွားအောင်လို့ကျွန်တော်လေးတေချာပြုတ်ပါမယ်ခင်ဗျာ င်းဟိုးပြန်ဆူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဆန်းနန်နန်တွေကိုကျွန်တော်ဒီလိုမျိုးအပိုင်းလေးပိုင်းပြီးတော့ကျွန်တော်ထည့်လိုက်ပါတယ်ဆန်းနန်နန်ထည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ဟင်းဟိုးကပို့ပြီးတော့လည်းမှုေးသွားတယ်ခုနကအနံ့တွေကိုလည်းပို့ပြီးတော့လည်းအထောက်ကူပြုတယ်ပေါ့နော်ပို့ပြီးတော့လည်းအနံ့စားခြင်းစိတ်လည်းပို့ဖြစ်လာစေတယ်ဒီအနံ့ကိုရတဲ့လူကတော့ပို့ပြီးတော့လည်းစားခြင်းမှာတေးကြပါတယ်ခင်ဗျာဒါကြောင့်မို့အိမ်မှာလှုပ်ရှားလို့ရအောင်ကျွန်တော်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဒီဟင်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒီထမင်းပွဲတွေမှာပေါ့နော်အရန်ဟင်းအနေနဲ့ပဲစစားပြီးရင်ဧည့်သည်လာလို့ရှိရင်လည်းဧည့်သည်တွေကိုချက်ကျွေးလို့ရှိရင်လည်းအရန်ကြိုက်မှာတေးကြပါတယ်ပြီးလို့ရှိရင်ညီကိုတို့အတွက်အမီးအနေ နေပဲလှုပ်ရှားလှုပ်ရှားပို့ပြီးတော့လည်းအဆင်ပြေတယ်။ကတွင်တွေ့မှလည်းတေကြပါရခင်ဗျာ။ဒါကြောင့်မို့လှုပ်ရှားကြည့်ဖို့အတွက်ကိုကျွန်တော်အကြံပြုချင်ပါတယ်။ပြီးတော့ချင်းဆက်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ချင်းချင်းဆက်ဆက်ကြိုက်တဲ့လူတွေအတွက်လည်းပို့ပြီးတော့လည်းတင့်တော်ပါရဆိုင်သွားစားစရာမလိုတော့ဘူးပေါ့နော်။နောက်ဘလောက်မှပြန်တွေ့ပါမယ်ခင်ဗျာ။